ကောင်းပြီတရဏဂုံကိုးွယ်ထားတဲ့ပုဂ္ဂိုလ်ဟာတရဏဂုံကိုစိတ်ကတ်ထားတဲ့ပုဂ္ဂိုလ်ဖရာတရားတန်ခါယရဏသုံးပါးလို့ဆိုတဲ့တရဏကိုကိုးွယ်စိတ်ကတ်တဲ့ဥပတ္တကဥပတိကံမအမျိုးသားအမျိုးသမီးတရဏဂုံကိုးွယ်တဲ့အချိုးကျေးဇူးဟာအလွန်ကြီးမားတယ်လို့ပြောတယ် ဘာဖြစ်လို့တော့ဆိုလို့ရှိရင်ရသော်ဘုရားဟာတကယ်ကိုမှန်ကန်တဲ့တရားကိုဟောတယ်တရားကလည်းပဲတကယ်ကဲတင်နိုင်တယ်တန်ခါကလည်းပဲတကယ်အာယုံပြုလို့ရှိရင်အကျိုးကျေးဇူးတွေဖြစ်ပေါ်စေနိုင်တယ်ဒါကြောင့်မို့လို့ဘုရားတရားတန်ခါကို ကိုးကွယ်စိတ်ကပ်လို့ရှိရင်တဲ့မြတ်စွာဘုရားရေကေစီဗုဒ္ဓံတရဏံကတာတိနတ်တိခမိတ်တန်တိအပါယပုမေအပေမကြဘူးလို့ကိုဟောထားတယ်နော်တရဏဂုံတည့်ရဲ့ တဏ္ဍဂုံစိကတ်တဲ့ပုဂ္ဂိုလ်ဟာအပေမကြဘူးဆိုတီယိုနိုင်ငံမှာဖြစ်ခဲ့တဲ့ဝတ္ထုလေးတစ်ခုကိုကြည့်တီယိုနိုင်ငံမှာတကားတဦးကဗုဒ္ဓဘာသာမဟုတ်ဘူးသူကအသက်မွေးဝမ်းကြောင်းမလုပ်လဲလို့ဆိုလို့ရှိရင်တငါလုပ်ငန်းနဲ့အသက်မွေးတယ်ပေါ့ခုခေတ်တော့နားထောင်ကောင်းခေါ်တယ်ရေလုံသားတဲ့နော် ရေလုံငန်းနဲ့အသက်မွေးတယ်ပေါ့အဲဒီတေကနီးချတဲ့အခါကျတော့ကိုလို့ရတရားကိုအာယုန်ထဲမှာလားထင်တာပဲဒါသဘာဝပဲကိုဘာတွေလုပ်ခဲ့တယ်ဆိုတာကိုအရေးမဲကြီးလို့တေကနီးချလာပြီးတော့စိတ်ထဲမှာလွှမ်းမိုးနေမှာပဲအဲသူလည်းတေကနီးချတော့သူလှုပ်လာခဲ့တာငါတွေဖန်သက်ရောင်းချဒီလိုလှုပ်လာတာဆိုတော့အဲ့ဒီအကုသိုလ်တွေက ်အရေးမဲကြီးလို့လာပြီးတော့လွှမ်းမိုးထားပြီတေလို့ရှင်ငရဲကြမှာတေချာနေအဲ့ဒီအချိန်မှာယဟန္တာကြီးတစ်ပါးကဆွန့်ခံရင်းနဲ့အဲ့ဒီကကြီးတေအံမူးမူးဖြစ်နေတော့တနာလို့ဆိုပြီးတော့ကြွသွားကြွသွားပြီးတော့သူ့ကိုအာပေစကားပြောပြီးတော့အကိုရမဲ့ဖြစ်နေတဲ့အချိန်လေးမှာမင်းဘဝကူကောင်းအောင်ငါချပေးတာလေးလိုက်စုံမလားဆိုပြီးတော့ ဗုဒ္ဓံသရဏံကိစ္ဆာမိဓမ္မံသရဏံကိစ္ဆာမိသံဃံသရဏံကိစ္ဆာမိဆိုတာချပေးတာလိုက်ဆိုလိုက်တယ်သံဃံသရဏံကိစ္ဆာမိလည်းဆိုလိုက်ရောမေးကပြုတ်ကျသွားပြီရှာကလေးသွားတော့အဆိုနိုင်တော့ငါးပါးသိလားအဲ့ဒါလို့ဆိုရင်နဲ့စိတ်ထဲမှာအာကိုးသွားတယ်သူစိတ်ထဲမှာဒီဗုဒ္ဓံသရဏံကိစ္ဆာမိကိုအာကိုးပြီးတော့တည်သွားတော့ဘာဖြစ်တုံဆိုငရဲလွတ်ပြီးတော့သူကငရဲမရောက်တော့ဘဲနဲ့ဘုံမဆုနဲ့တော့ဖြစ်တယ် နတ်ဆိုတာလူလိုမွေးနေရတာမဟုတ်ဘွားကနဲ့သွားဖြစ်တာအဲ့တော့ညကြတော့အဲ့ဒီရဟန္တာကြီး